။တမရလူချမ်းကြီးရိုဒရီဂိုထူတာတေးကိုဖိလစ်ပိုင်ရဲဖွဲ့ကဖမ်းဆီးပြီးတော့ ICC နိုင်ငံတကာရာဇဝမှုခုံရုံးစီကိုစင်းလုံးကားလေရင်နဲ့ပို့လိုက်ပါပြီ။ဒါကဘာကိုပြတယ်လဲဆိုတော့ ICC ဟာဟာသားမဟုတ်ဘူးဆိုတာကိုပြနေပါတယ်။ ICC ကမတက်နိုင်တာတွေရှိတယ်လို့တက်နိုင်တာတွေလည်းရှိပါတယ်။တရားမျှတမှုအတွက်သူတို့ဆွမ်းတလောက်တော့စ조사ဆောင်ရွက်နေပါတယ်။နတ်တန်ယာဟုကိုမဖမ်းနိုင်ဘူး။ဗလာဒီမီယာပူတင်ကိုမဖမ်းနိုင်ဘူး။ဒါပေမဲ့ဒူတာတေးကိုအခုဖမ်းလိုက်ပါပြီ။ ICC တရားရုံးကထုတ်ပြန်ပေးထားပြီးတော့နိုင်ငံတကာရဲဖွဲ့ချုပ် Interpol ကနိုင်ငံတကာရဲဖွဲ့အသီးသီးစီကို ပေးပို့ထားတဲ့ဖန်ဝရမ်းနဲ့အတူအခုလိုမျိုးဖမ်းဆီးလိုက်တာပါဒူတာတေးကိုဘာကြောင့်ဖမ်းတယ်လဲဆိုတာကတော့အားလုံးအမှတ်ရကြအောင်ပါပါမူရစ်စေဝါတိုက်ဖြတ်မှုစစ်စင်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဥပဒေမဲ့တပ်ဖြတ်မှုတွေလုပ်ခဲ့လို့ပါတရားရုံးမှာမတင်မဲ့တော့တတ်တာပါလမ်းပေါ်မှာပဲ ဆိုင်ကယ်တွေနဲ့တနက်တွေနဲ့လိုက်ပြီးတော့ပြစ်တတ်တာပါငွေစေဝါတုံးဆွဲတဲ့သူတွေကိုရော ရောင်းဝယ်တဲ့သူတွေကိုရော အကုန်တင့်ကြုံပြီးတော့တတ်ဖြတ်တာပါအသက်ခံရတဲ့လူတွေထဲမှာတော်တော်များများအများစုကဘာမှ ခုခံချိပခွင့်မရလိုက်ကြပါဘူးမဟုတ်မမှန်မဲနဲ့တတ်သွားလို့ရှိရင်လည်းခံရတဲ့အခြေအနေတွေပါအဲ့ဒါကို extra judicial killing ဥပဒေမဲ့တတ်ဖြတ်မှုလို့ခေါ်ပါတယ်အဲ့ဒါလို့တတ်ရမှာ ရဲဖွဲ့တာမကပဲနဲ့ဘဲကမှမသိတဲ့လူတွေကိုလည်းတနက်ထုတ်ပေးပြီးတော့တတ်ခိုင်းပါတယ်။ဗမာပြည်မှာပြူစောတိကိုတနက်ထုတ်ပေးပြီးတော့လူတတ်ခိုင်းတာမျိုးနဲ့တူနေပါတယ်။အဲ့လိုမျိုးဟာတရားမဝင်ပါဘူး။တမရကိုယ်တိုင်ကလှုပ်လို့ရှိရင်လည်းတရားမဝင်ပါဘူး။ဒူတာတိကတော့အဲ့ဒါတွေကိုဥပဒေနဲ့အညီလုပ်ခဲ့တာလို့ဆိုပါတယ်။ဥပဒေဆိုတာကလည်းသူထုတ်ထားတဲ့ဥပဒေပါ။အုတ်ချုပ်တဲ့သူက ထုတ်တိုင်းဥပဒေမဖြစ်ပါဘူး။ဥပဒေဆိုတာအနေဆုံးအဆင့်ကတော့တရားမျှတမှုရှိရပါမယ်။ တခြားဥပဒေအင်္ဂါရပ်တွေနဲ့လည်းကန့်ညီရပါမယ်။တချို့အုပ်ချုပ်သူတွေကတရားမျှတမှုမရှိတဲ့အရာတွေကိုသူတို့အုပ်ချုပ်နေတဲ့ကာလအတွင်းမှာဒိဋ္ဌိတုံးပြဋ္ဌာန်းပြီးတော့အဲ့ဒါဥပဒေပဲလို့ပြောထွက်ကြပါတယ်။မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေဆိုတာအဲ့ဒါလိုပုံစံမျိုးပါ။ဥပဒေဆိုပေမဲ့ဥပဒေမမြေပါဘူး။မတရားတဲ့အမိန့်သာဖြစ်ပါတယ်။သမ္မတဒူတာတေဟာသူလုပ်ချင်တာကိုသူ့သဘောနဲ့ကြမ်းကြမ်းတမ်းတမ်းရံရံကာကာအကောင့်ထယ်ဖော်တတ် သူလို့နာမည်ကြီးပါတယ်။သူ့ကို အာရှတိုက်ရဲ့ဒေါ်နယ်ထရန့်တို့တောင်မှမီဒီယာတွေကတင်စားခေါ်ကြတာမျိုးရှိပါတယ်။သူတနက်ထုတ်ပေးထားတဲ့ဘာမှမသိတဲ့လူတွေနဲ့ရဲတွေတက်ဖြတ်ခဲ့တာဟာစုစုပေါင်းလူ3000လောက်တောင်ရှိတယ်လို့လူခွင့်ရေးလှုပ်ရှားသူတွေကဆိုကြပါတယ်။ဒူတာတေးကတော့အဲ့ဒါလောက်မများဘူးလို့ညင်ပါတယ်။အခုသူဖမ်းခံရပါပြီ။ဟောင်ကောင်မှာရှိတဲ့သူ့လူတွေစီကိုမဲဆွယ်ဟောပြောဖို့တွားရကနေအပြန်မနီလာလေစိတ်မှာဖမ်းခံရရတာပါ။ သူ့ကိုဖမ်းပြီးချက်ချင်းပဲစင်လုံးကားလေရင်နဲ့နယ်သာလန်နိုင်ငံဒီဟိတ်မြို့ကိုပို့လိုက်ပါပြီဒီတဲ့ဟာဗိုလ်ချုပ်မင်းအောင်လှိုင်အတွက်တော့အိမ်မဆိုးကြီးတစ်ခုပါပဲဗိုလ်ချုပ်မင်းအောင်လှိုင်မှာသူ့ထက်အရက်မြင့်တဲ့အိမ်မကြီးနှစ်ခုရှိပါတယ်တစ်ခုကအလွန်ကောင်းတဲ့အိမ်မဖြစ်ပြီးနောက်တစ်ခုကတော့အလွန်ဆိုးတဲ့အိမ်မကြီးတစ်ခုပါအဲ့ဒီအိမ်မကြီးနှစ်ခုဟာတစ်ခုနဲ့တစ်ခုလည်းဆက်ဆက်နေပါတယ်သူဟာအဲ့ဒီအိမ်မဆိုးကြီးနှစ်ခုကိုတဲလက်စီမက်နေရတဲ့ကျိန်စာတဲ့လူသားတယောက်ပါ ဒီအိမ်မက်တွေရဲ့အစကတော့စစ်ကောင်စီကြောထောက်နောက်ခံပေးထားတဲ့ကြန့်ဖွတ်ပါတီအကြိမ်ကြိမ်ရှုံးနိမ်မှုတွေကနေစပါတယ်အဲ့ဒီတည်းနည်းနည်းရှေ့တုန်းပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာရှိတဲ့တန်ဃာတွေနဲ့ဗုဒ္ဓဘာသာဝင်လူအများစုကစစ်အုပ်စုကိုခါခါတီတီမုန်တီဆန္ဒပြခဲ့ကြတဲ့2000ခွန်ရှူဝါယောင်တော်လှန်ရေးကစတယ်လို့ပြောရင်လည်းရပါလိမ့်မယ်စစ်အုပ်စုဟာပြည်သူလူထုရဲ့ခက်ဆက်ဆက်မုန်တီရွှေရှာမှုကိုတူးတက်တန်းတစ်ချက်လုံးမှာခံရပါတယ် ရိုးရိုးသားသားနဲ့တတ်တတ်ရှင်းရှင်းသာယူကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင်တို့ကဘယ်တော့မှမဲမနိုင်နိုင်ပါဘူးလူအများစုဗုဒ္ဓဘာသာဝင်တွေရဲ့မုန်တိမှုကိုလည်းအကြီးကျယ်ခံရပါတယ်အဲ့ဒါကိုစေုပ်စုကဘလို့တွေးတယ်လဲဆိုတော့ဗုဒ္ဓဘာသာတွေကတို့ကိုထောက်ခံလာအောင်လုပ်နိုင်လို့ရှိရင်တို့မဲနိုင်မှာပဲလို့တွေးပါတယ်အဲ့ဒါကြောင့်အဲ့ဒီစိတ်ကူးကိုစီမံကိန်းအကြီးကြီးချမှတ်ပြီးတော့အကောင့်ထဲပေါ်ပါတယ်အဲ့ဒါလို့အကြံဉာဏ်မျိုးစိတ်ကူးမျိုးကိုစိန်စမာနာဉာဏ်လို့ ခေါ်ပါတယ်။အဲ့ဒီအကြံတွေကိုနီးအမျိုးမျိုးနဲ့လက်ပတ်ဆန့်သက်ပြီးတော့အကောင့်ထဲပေါ်ပါတယ်။တနည်းနဲ့မရနောက်တနည်းနဲ့ကြံပါတယ်။ဈေးကဘာဥခင်ရွှေကိုသာသနာနှုတ်ခဟအသင်းနာမည်နဲ့ဖွဲ့ပြီးတော့ပထမဆုံးစပြီးတော့လုတ်ခိုင်းပါတယ်။မအောင်မြင်ပါဘူး။အဲ့ဒီအချိန်မှာထောင်တွက်ဝီရသူကတစကန်းထနာမည်ကြီးလာတော့အစင်နဲ့ကောက်စားလိုက်ပါတယ်။အဲ့ဒီမှာပို့ပြီးတော့အောင်မြင်မှုရတယ်ဆိုတော့သူတို့တွေ့သွားပါတယ်။ မြို့တကာနယ်တကာလှည့်ပြီးတော့ဆွမ်းအားရှင်တွေကဒိုင်နာကားတွေစီးပြီးတော့ညဘက်အချိန်တွေမှာဗလီတွေကိုမိလိုက်ရှို့ပါတယ်။အဲ့ဒီနေ့ကလည်းသူတို့ထင်တယ်လို့မအောင်မြင်ပါဘူး။မိထီလာမှာမွတ်စလင်တွေကိုအရှင်လက်လက်မိရှို့တတ်တာကိုရဲတွေကလက်ပိုက်စောင့်ကြည့်ပြီးတော့တတ်နေတဲ့သူတွေဘက်ကနေပြီးတော့လုံခြုံရေးယူပေးခဲ့ပါတယ်။ဒါပေမဲ့လည်းလူတို့အများကိုမစီအောင်မသိမ့်သွင်းနိုင်ခဲ့ပါဘူး။လူတွေကမုန်းတဲ့ထက်မုန်းယွန်းတဲ့ထက်ယွန်းတာကိုခံခဲ့ရပါတယ်။ ဲ့ဒါကြောင့်အဲ့ဒီထက်ကြီးတဲ့အမျိုးကိုရှုပ်ဖို့ကြံစီလာပါတယ်အဲ့ဒီထက်ကြီးတဲ့အကြံကိုကြံစီလာပါတယ်အဲ့ဒါကတော့ Ranger ကျွန်တော် site စီမံကိန်းကြီးပါအားလုံးသိကြပြီသားပါကဘာကျော်တဲ့အကြံဖက်မှုကြီးကိုတို့လောက်လိုက်ကြပါတယ်လောက်ပြီးတော့မှတို့လက်လွန်သွားပြီဆိုတာကို တဖြည်းဖြည်းသိလာပုံရပါတယ်တို့ကမြန်မာမှာပဲကြော်ကျင်တာပါမြန်မာနိုင်ငံအတွက်မှာရိုဟင်ဂျာမုန်တီးရေးတွေဖြစ်မဘာသာအစွန်းရောက်တွေပေါ်ပေါက် ်ဆေယုစုကဗုဒ္ဓဘာသာသူရဲကောင်းကြီးဖြစ်သွားပြီးတော့မဲရီအနိုင်ရဆိုတာမျိုးသူတို့ကအဲ့ဒါလိုဖြစ်ချင်တာပါဒါပေမဲ့သူတို့ထင်တာထက်သူတို့တပည့်ကျော်တွေကပို့ပြီးတော့လက်ဆောင်ထက်ခတ်ပုံရပါတယ်တတ်တာဖြတ်တာမိရှုတာမရင်းကျင်တာတွေကိုလက်ကုံအစွမ်းကုံလို့တော့တကဘာလုံးကစုတ်တက်တက်တက်ဖြစ်လာအောင်နာမည်ဆိုနဲ့ကြော်ချသွားပါတယ်အဲ့ဒီမှာဘုံမင်းအောင်လည်းရဲ့အိမ်မက်ဆိုးကြီးစပါတယ် သူဟာ Rohingya genocide ရဲ့ number 1တရားခံဖြစ်နေတဲ့ဒစတစကြော်ကြားလာပါပြီ။သူ့ပြစ်ကိုလည်းသူ့ကိုယ်တိုင်အသိဆုံးပါ။နောက်ဆုံးဘဲတောင်ဘဲကန်းကိုစိုက်တော့မယ်ဆိုတာကိုလည်းသူတဖြည်းဖြည်းတွေးမိလာပါပြီ။သူ့တက်ကလည်းပစ်စင်သက်ပြစ်နေပါပြီ။ယာဒူကထွက်ရပါတော့မယ်။မထွက်ချင်တော့အကြောင်းမျိုးမျိုးပြပြီးတော့အတင်းကုတ်ကတ်နေရာယူထားတာပါ။စစ်တပ်ရဲ့သဘောဆိုတာကလည်းယာဒူးလက်မဲ့ဖြစ်သွားရင်အကုန်လက်မဲ့တာပဲဆိုတော့ တဘာဝရှိတာကို तू ကကောင်းကောင်းသိပါတယ်အဲ့တော့သူ့အနာဂတ်ကကြမှာကို तू ကိုယ်တိုင်ဗေဒင်မေးဖတ်ရှုလိုက်တဲ့ခါမှာသွားရလမ်းကြောင်းဟာ ICC မှာတဘာတခြားမရှိတော့ဘူးလို့သိမြင်လာပါတယ်သူ့ရှေ့ပြစ်ကို तू ဖတ်လိုက်တဲ့ခါမှာလူတွေသူ့ကိုနာမည်ပေးကြတဲ့ကျင်ဆူးဆိုတဲ့ကံကြမ္မာကြီးနဲ့တက်တက်တိုးနေပြီဆိုတာကို तू သိမြင်လာပါတယ်သူ့စိတ်ထဲမှာအလွန်မခံချိမခံတာဖြစ်လာပုံရပါတယ်သူ့ရှေ့ကဘုံနေဝင်းတို့ဘုံတန်းရွှေတို့ကြတော့ ဘဝရှင်မင်းတရားကြီးတွေလိုနေသွားပြီးတော့သူ့လက်ကြမှာကျင်ဆိုးဆိုတော့ကသူ့ဖို့ရာကျင်တတ်ဆရာမရှိဘူးလေနောက်ပြီးတော့အာနာရှင်စနစ်တို့ရဲ့သဘောတဘာဝအရရှေ့လူတွေလောက်ခဲ့တဲ့မြတ်မကောင်းမှုဒုစရိုက်တွေဟာပပျောက်သွားတယ်လို့မရှိပဲလေနောက်တက်တဲ့ခေါင်းဆောင်ရဲ့ခေါင်းပေါ်မှာအကုန်စုပြုံပြီးတော့ကြတတ်ပါတယ်ဒါကလည်းသဘောဝကြပါတယ်သူကအားလုံးကိုစက်ခံပြီးတော့ကြီးပွားလာတဲ့အာနာရှင်လက်သက်မဟုတ်လား ငါးတကာယူတဲ့ချီပစွန်စိတ်ကောင်းမော်ကြတယ်ဆိုတဲ့စကားပုံလိုပါပဲအဲ့တော့သူ့အတွက် ICC အိမ်မဆိုးကနေပြီးတော့လွတ်မြောက်ရာလမ်းကြောင်းကိုသူ့ရှာပါတယ်အဲ့မှာသူဟာဥသိမ့်စိန်ကိုတွားမြင်ပါတယ်ဥသိမ့်စိန်ဟာသူ့အတွက်အားကြစရာအိုက်ဒိုကြီးတစ်ခုလို့မြင်ပါတယ်စံပြပုံပုံကြီးသူ့ရဲ့ကောင်းကြီးပေါ့ဥသိမ့်စိန်ဟာရွှေဝါရောင်တန်ခါလှုပ်ရှားမှုကိုတက်ဖြတ်နှိမ်နှင်းတဲ့သူတွေထဲမှာဥမြင့်ဆွေနဲ့အတူအဓိကပုံပုံတွေထဲမှာတယောက်ပါဝင်တဲ့သူဖြစ်ပါတယ် ဲ့ဒါလို့တန်ဃာတတ်တဲ့ဥသိမ်းစေဟာမဘသားကိုမွေးဖွားသူဖြစ်လာပြီးတဲ့နောက်မှာတမရာကြီးတမရာကြီးနဲ့ဖြစ်လာလိုက်တာမြမဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာသာမကနိုင်ငံတကာမှအထိကြော်ကြားပါတယ်နိုင်ငံတကာကဥသိမ်းစိန်ကိုပြုပြင်ပြောင်းလဲရေးဘိတုကာကြီးလို့လို့ဘာလို့လို့ထင်ကြတဲ့သူတွေတောင်မှရှိပါတယ်နိုဘယ်ငြိမ်းချမ်းရေးဆုတောင်းပေးတော့မလို့လို့ဘာလို့လို့အတန်ထွက်လိုက်ပါသေးတယ်အဲ့ဒါလောက်ထိအောင်မြင်ပါတယ်အဲ့တော့ဘုံမင်းအွန်လိုင်းကသူလဲတမရာကြီးလှုပ်ချင်လာပါတယ် သမရာကြီးသာဖြစ်လိုက်ရရင်သားရွှေအိုးထမ်းလာတယ်လို့ဖြစ်ပြီပဲ ICC ကလည်းလွတ်အောင်ရှောင်နိုင်လောက်မယ်လို့သူတွေးတယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့စစ်တပ်ကထွက်ပေးရပြီးယာတူးလက်မဲ့ဖြစ်သွားရင်တော့သူ့အောက်ကကောင်တွေကဒေါ်ဆဲစုကြည်နဲ့ပေါင်းပြီးတော့သူ့ကို ICC ပို့တော့မယ်လို့သူထင်လာပါတယ်သူမျက်စိရှိမှကိုပဲဗိုလ်ချုပ်ကျော်စွေတို့ဗိုလ်ချုပ်စိန်ဝင်းတို့ကဒေါ်ဆဲစုကြည်နဲ့ဘလူးပလက်လုံနေတယ်လို့သူထင်လာပါတယ်သူ့ရင်ထဲမှာခိုကိုးရမဲ့လောက်အောင်ပူလောင်လာပါလိမ့်မယ် ရိန်ဂျာတွေကိုရှို့တဲ့မိဟာသူ့ရင်ထဲမှာအထိလာလောင်နေပါပြီအဲ့တော့သူဟာသူ့အတွက်တက်တာရာတက်တာကြောင်းဖြစ်အောင်သမရယာတွေကိုတောင်းပါတယ်အိမ်မဲ့ဆူကြီးကနေပြီးတော့မွေးဖွားပေးလိုက်တဲ့အိမ်မဲ့ကောင်းကြီးအဲ့ဒီမှာထွက်ပေါ်လာပါပြီအဲ့ဒီအိမ်မဲ့ကသမရကြီးအိမ်မဲ့ပါသမရကြီးတိတ်ဖြစ်ခြင်းနဲ့အိမ်မဲ့ပါမသေးခင်တမရာကြီးဖြစ်လိုက်ရရင်သေပြောပါပြီဆိုတဲ့အိမ်မက်ပါအဲ့ဒီအိမ်မက်အကောင့်ထဲဖော်ဖို့အတွက်တမရာကြီးယာတူကိုအေးအေးတက်တာတောင်းယူပါတယ်တောင်းယူလို့မရတော့တိုက်ယူပါတ တူတူပြောရရင်အာနာသိမ့်ရတဲ့အဓိကအကြောင်းကြီးတွေကတစ်ချက်ဟာအဲ့ဒါပါပဲအာနာမသိမ့်ရင်သူ့ဘဝဟာကျိုးစင်ပေါ်မှာလမ်းဆုံးတော့မယ်ထင်လို့အာနာသိမ့်လိုက်ပါတယ်တကယ်တော့2008ခြေကဥပဒေနဲ့တိဆောက်ထားတဲ့နိုင်ငံရေးစနစ်ဟာသူတို့စေအုပ်စုအတွက်တနေ့ရွှေဥတလုံးကျဥပင်းနေတဲ့နန်းကြီးပါဒေါအောင်ဆန်းစုကြည်မကလို့ဘယ်ပါတီပဲတက်တက်2008အခြေခံဥပဒေရဲ့အောက်မှာရှိနေသမျှစစ်တပ်ရှိနေသေးသမျှမှာတနေ့ရွှေဥတလုံးကျဆိုတာသူတို့အတွက်သပိတ်ဝင်အိတ်ဝင်ပါ အဲ့ဒီငန်းကြီးကိုဘိုးချုပ်မင်းအောင်လှိုင်ကတက်ချက်စားပလိုက်တယ်ဆိုတာဟာသူ့ဘဝကတိတ်ကိုမလုံမကြုံ ဖြစ်လွန်းလို့လုလိုက်တာပါဆေအိုစုရဲ့အကျိုးထက်သူ့အကျိုးကိုရှည်တန်းတင်လိုက်တာပါအာနာတိတ်ပြီးတဲ့နောက်မှာတော့မြမသမိုင်းတစ်ချောင်းမှာအပြင်းထန်ဆုံးဖြစ်တဲ့အန်တုဆန့်ကျင်မှုကြီးကိုသူရင်ဆိုင်ရပါတယ်သူကိုယ်တိုင်အဲ့လောက်ထိမျောလင့်မထားဘူးလို့လည်းဝန်ခံခဲ့မှုပါတယ်အဲ့တော့လည်း သူ့ဆရာဘုန်းကြီးပြောသလိုခစ်ပြောင်းခြင်းရန်ခေါင်းကိုပစ်ဆိုတာမျိုးတွေကိုသူလှုပ်ပါတော့တယ်မကောင်းမှုဒုစရိုက်တို့ရဲ့တဘာဝဟာတစ်ခုစမိရင်နောက်တစ်ခုနဲ့လိုက်ဖုံးရတတ်ပါတယ်အဲ့ဒါလိုပဲမကောင်းမှုဒုစရိုက်နွန်ကြီးထဲမှာတဖြည်းဖြည်းနစ်တထက်နစ်သွားရတာမျိုးပါအခုဆိုရင်သူ့အိမ်မက်အကောင်းရောအိမ်မက်ဆိုးရောဟာတဖြည်းဖြည်းနဲ့ရှေ့ကိုတိုးလာတာ တွေ့ရပါတယ်သူ့အိမ်မက်အကောင်းအတွက်သူကိုယ်တိုင်တဖြည်းဖြည်းရှေ့တိုးပြီးတော့အကောင့်ထဲပေါ်ဖို့စူးစမ်းနေပါတယ်ရွေးကောက်ပွဲကျင်းပါမယ် ဘယ်နှနေရာပဲကျင်းပနိုင်သည်ဖြစ်စေဘသူပဲမဲပေးသည်ဖြစ်စေမပေးသည်ဖြစ်စေအောင်မြင်တယ်လို့ပြောမယ်ရှိသလောက်လူရသလောက်မင်းနဲ့လွတ်တော်ခေါ်မယ်သူ့ကိုယ်သူတမရခံမယ်ရွေးကောက်ပွဲဟန်ပြလောက်ကျင်းပနိုင်နေဆိုရင်ရပြီအဲကောင်းကောင်းကျင်းပနိုင်မယ်ဆိုလို့ရှိရင်တော့ပိုကောင်းလာပေါ့လေကောင်းကောင်းကျင်းပနိုင်လေနိုင်ငံရေးတိတ်ခါရှိလေဆိုတော့အဲ့ဒါကြောင့်အချိန်နည်းနည်းယူပြီးတော့ပြင်ဆင်နေတာပါဒါပေမဲ့နောက်ဆုံးတော့ကောင်းကောင်းမကောင်းကောင်း တိတ်ခါရှိရှိမရှိရှိကောင်းကောင်းမကျင်းပနိုင်ရင် ဖြစ်တယ်လို့ကျင်းပမှာပါဒီဘဝမှာတမရဖြစ်ကိုဖြစ်ရမယ်လို့ဘုံကျုံမင်းအောင်လိုင်က စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပုံရပါတယ်သူတမရဖြစ်ဖို့အတွက်ဆက်ပြီးတော့ပေးလိုက်ကြရအောင်မယ်အသက်တွေကတော့မနေမနောဖြစ်လာပါလိမ့်မယ်တခြားတစ်ဖက်မှာတော့သူ့ရဲ့အိမ်မက်ဆိုးကြီးကလည်းတဖြည်းဖြည်းရှေ့တိုးလာပါတယ် ICC ရှေ့နေကလည်းသူ့ကိုဖမ်းမရန်ထုတ်ဖို့တင်ပြထားပြီးပါပြီ ဒီကြားထဲမှာတော်မီလောင်ပါတယ်ဆိုမှအာဂျင်တီးနားကတကြီးကြီးဆိုတာမျိုးလိုမျိုးပဲသူတို့ကလည်းဖန်ဝရန်ထုတ်လိုက်ပြန်ပါသေးတယ်။ဥကွာဘာဖြစ်တာမှတ်လို့ပူတင်တို့နတ်တန်ယာဟူတို့ကိုလည်းထုတ်သားထားတာဖတ်နိုင်တာမှမဟုတ်ပဲလို့အားခဲပြီးတော့မန်တင်းထားကမှအခုဒူတာတေးရထပြီးတော့ဖန်ခံလိုက်ရပြန်ပါပြီ။စိုးပါတယ်။တော်ရည်ကိုစိုးပါတယ်ဗျာ။ဒါမျိုးတွေဖြစ်နေသမျှဘုံမင်းအွန်လိုင်းကဘယ်တော့မှစိတ်ဆက်အစွန်းတွေလုံးမှာမဟုတ်ပါဘူး။ စစ်ဆက်ဆွေးနွေးပြီးတော့မင်းတို့ငါ့ကို ICC ပို့မှာမဟုတ်လားလို့သူတွေးနေပါလိမ့်မယ်။တမရရာထူးကလွဲပြီးတော့သူ့ကိုကဲတင်နိုင်မဲ့အရာဘာမှမရှိဘူးလို့သူကဆက်ပြီးတော့တွေးခေါ်လာတော့မှာပါ။ရှေ့ကလမ်းကြောင်းတိုင်းပဲဆက်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်သူ့အတွက်အဖြေဟာဒီဖြေပဲထွက်ပါလိမ့်မယ်။အကျွင်းမဲ့အာနာမတပါသူ့ကိုအကာအကွယ်ပေးနိုင်တဲ့အရာဘာမှမရှိဘူးလို့သူတွေးမှာပါ။မသေးခင်တမရကြီးဖြစ်လိုက်ခြင်းနဲ့ဆိုတာဟာသူ့အိမ်မက်ကောင်းတဲ့အိမ်မက်ဆိုး နှစ်မျိုးစလုံးကိုထင်ဟတဲ့စကလုံးမှာတစ်ခုကသေးတာတစ်ခုကသမရာကြီးဖြစ်တာအဲ့ဒီသူ့ရဲ့အိမ်မက်ကောင်းနဲ့အိမ်မက်ဆိုးနှစ်မျိုးစလုံးဖြစ်လာနိုင်ပါတယ်အိမ်မက်ကောင်းအတိုင်းသမရာကြီးလည်းဖြစ်လာနိုင်ပါတယ်သူ့ကိုယ်သူခန့်တဲ့သမရာကြီးပေါ့လေအိမ်မက်ဆိုးအတိုင်း ICC ကိုရောက်နိုင်တဲ့လမ်းကြောင်းကလည်းတဖြည်းဖြည်းနဲ့ပေါ်လာပါပြီဒူတာတေးရဲ့တွားရလမ်းအတိုင်းမှာ